ဟုတ်ကဲ့ကွန်းနဲ့ပတ်သက်ပြီးဆွေးနွေးပါမယ်မြန်မာနိုင်ငံမှာဒါစားသုံးမှုလည်းများတယ်စိုက်ပျိုးမှုလည်းများတဲ့ဒါအပင်တစ်မျိုးဖြစ်ပါတယ်ကွန်းမှာကအများအဖြစ်ကြက်တက်တဲ့ပိုးက၃မျိုးလောက်ပဲရှိတယ်အဲ့ဒါတော့ပြနောက်ကွန်းချဘိုးနဲ့မီလီဘတ်မီဒီဘတ်ဆိုတာပိုးစိနေပေါ့နော်အဲ့ဒါမျိုးလေးတွေကြက်တက်ပါတယ် နောက်ပိုင်းကျွန်တော်တိလတ်လောက်ကရင်ဖြူနည်းနည်းကြာလာတယ်။သွားဝါးကြာတယ်။ဒါကယောဂတွေကိုတည်ဆောင်လာတဲ့ပိုးကောင်လေးတွေဖြစ်ပါတယ်။ကိုယ်နဲ့ပတ်သက်ပြီးတော့ဒီပိုးလေးတွေကိုလည်းမဖြစ်မနေဂယူဆိုင်ဖို့လိုတယ်။ကိုယ်ရွက်ကိုကျွန်တော်တို့ကဓာတ်ရိုက်စားသုံးတဲ့အတွက်တတ်နိုင်ဆုံးဒီပိုးတဆီဓာတ်ရုပိုးတဆီတွေကိုချောင်ကျဉ်စေခြင်းပါတယ်။ခုနကကျွန်တော်ပြောတဲ့ပိုးတွေကို နိုင်နေနိုင်တဲ့ဆေရှိပါတယ်ဥမာမြန်မာနိုင်ငံထွက်တဲ့တမဘုဒ္ဓဆေရှိတယ်ကိုကိုဆေးရွက်ကြီးကိုဘုဒ္ဓဆေးပုံစံဖော်ဆက်ပြီးဖြန်းလို့လည်းရတယ်နောက်တနည်းအရောက်တော့အဘာမတင်ဖြန်းပါအဘာမတင်က1.83.6အလားဟိုအဘာမတင်5အဘာမတင်တမ်ဆိုပြီးတော့ထွက်လာပါပြီအဲသူကလည်းအရေးမျိုးမျိုးအရာမျိုးမျိုးရှိပါတယ် အဲ့ကြတော့လက်ရှိကျွန်တော်ကတော့ဒီအဘာမတင်တန်းနေသုံးတာလဲတွေ့ရတယ် fight တော်တော်များများတော့ fight တွေသွင်းလာပြီအဲ့တော့ဘာမတင် fight ကိုတစုံတစုံခွဲလောက်ထည့်ပြီးပတ်မယ်ဆိုရင်အဆင်ပြေပါတယ်ဒါဆေးဖြန်းပြီးရင်ဟိုအောင်မှာပေါ့သူတတ်မှတ်ရက်ရောက်မှာခူးပါပေါ့နော်ဒါကတော့ ဒီဆေးနဲ့ပတ်သက်ပြီးပြောခြင်းဖြစ်ပါတယ်။ကွန်းမှာယောဂါတော်တော်များများတွေ့ရပါတယ်။ပတိရိယာတွေရောမှုတွေရော ဖြစ်တာတွေ့ရပါတယ်။အများဆုံးအဖြစ်များတဲ့ယောဂါ၅ခုကိုပြောပြပါမယ်။နံပါတ်၁ကတော့စီဆွန်းဖြစ်ပါတယ်။ပတိရိယာစီဆွန်းဒေသတစ်ခုနဲ့တစ်ခုအခေါ်တွေကွဲကျင်ကွဲမယ်။ဒါပေမဲ့ယောဂါကတော့စီဆွန်းရိုးမဲစစ်ပြုတ်နောက်တစ်ခါရွက်၆ပေါ့နော်။ဒီထောင်းမိကွက်ရွက်၆တွေဖြစ်နိုင်တယ်။မဲပြောင်းစွန်းနဲ့ နောက်ကျွန်တော်ပင်စေဖို့ယောဂာတွေဖြစ်တတ်ပါတယ်ကွန်တမားအများစုကတော့မှုစေးတွေတော်တော်များများစောင့်ထားကြပါတယ်အဓိကစောင့်ထားမဲ့ဆေးကကော်ပါဟိုက်ဒရိုဆိုက်ကော်ပါအောက်ဆီကလိုရိုက်ကော်ပါအောက်စုပေါ့နော်ဒီဆေးတွေအဓိကစောင့်ထားတင်ပါတယ်ခင်ဗျာနောက်ကစုကမိုင်းစင်အတွဲပေါ့ဒါဗက်တီးရီးယားနဲ့ပတ်သက်တဲ့ဗက်တီးရီးယားကိုနှိမ်နင်းတဲ့ဆေးတွေဖြစ်ပါတယ် နောက်တစ်ခုကမိုးစင်းနဲ့ပတ်သက်လာရင်မတလက်စီမန်ဂိုဇက်ကာပင်တာစင်ဟောလာကာပင်တာစင်ကတော့တိတ်မရှိတော့ဘူးကလိုရိုတာလွန်နေနောက်တစ်ခုပါရှိမယ်တာယုံဖိနှိပ်မိတိုင်းရှိမယ်ပွန်သမားတွေကိုကျွန်တော်ပေးလိပေးထားရှိတဲ့စေးတစ်မျိုးရှိတယ်လွန်ခဲ့သောနှစ်နှစ်လောက်ထဲကပေးဘူးလားပေါ့နော်အဲ့ဒါတော့ပိုင်ယာကလိုစတိုပင်ကျွန်တော်အမှောက်လဲပေးတယ်အရှိလဲပေးတယ်အဲ့အဲ့တုန်းကမြန်မာပြည်မှာတိတ်မရှိသေးဘူးကျွန်တော်ကပွန်သမားတွေပေးအရန်ကြိုက်တယ်သူတို့ အဲတတချံမ3000တချံဆိုရင်အဲ10ဂရမ်20ဂရမ်ပြီးရောအလုံးကယောဂါကိုကင်းနေရောအရိဟာပေးတယ်နောက်အခုနောက်ပိုင်းလည်းရှိပါတယ်ဘိုင်ယိုဂလိုစတိုဗင်တော်တော်များများရောက်ရောက်နေပါပြီပေါ့နော်နောက်ဗတီးရီးယားတက်ဆေးနဲ့ပတ်သက်လို့လည်းတော်တော်များများဟိုဆေးအစ်စ်တွေဝင်နေပါပြီဆိုင်နေနဲ့နားလေတက်ကြွနေတဲ့လူတွေနဲ့ဆွေးနွေးနိုင်ပါတယ် နောက်တစ်ခုကကွန်းချံမှာစပြီးတော့တဲ့ပြီးဆိုတဲ့ကမိုးရင်းပဲဖြစ်ဖြစ်နွေပဲဖြစ်ဖြစ် triangle drama ကိုတုံးပါ triangle drama ကတော့ကွန်းမှာတော်တော်များများသုံးလဲသုံးနေကြပါပြီ triangle drama အမှုံကိုတုံးပါအမှုံကလောကကန်ရတာလွယ်တယ်ဖျံမလားဖြောမလားပက်မလားဘလို့လုံးလုံးလုံးလို့ရတယ်နောက်ပြီးတော့အထားခံတယ်ပေါ့ဒါပေမဲ့သူ့တတ်မှတ်ရက်ထဲပို့ပြီးတော့တော့နှစ်ရှိလာအများကြီးတော့ထားလို့မရဘူး ကောနဲ့ပတ်သက်ပြီးဒီအစာရေးသာကျွေးမယ်ဆိုရင်တတ်နိုင်ဆုံးပလဲကိုလျှော့ပါဒါကုန်းသမားတော်တော်များများလည်းလျှော့ပါတယ်အဲသုံးတဲ့သူလည်းသုံးတယ်တန်ဆေးလွန်ပေးပေါ့နော်အများကြီးသုံးမယ်ဆိုရင်ကိုယ်ခြံကိုကိုဖြတ်လိုက်တယ်လို့ဖြစ်ပါလိမ့်မယ်ကွန်ပေါင်းသုံးသက်ပါတယ်နောက်ဒီကေပါတဲ့ဟာကိုလည်းမြတ်မြတ်တတ်တာသုံးသက်နေဒီကွန်ပေါင်းထဲမှာမှာနိုက်ထိုဂျင်နည်းနည်းအချိုးများတာလေးကိုသုံးပါ နောက်သဘာဝမြေဩဇာဘုကရှိအဲ့ဒါတွေသုံးကြည့်ပါအများကြီးကြိုးရှိပါတယ်။နောက်ရွက်ဖြန်းအနေနဲ့လည်းအနီးမျိုးစုံထွက်ပါတယ်။ပွန်ထူးတွေရောဘလို့ဟိုမျိုးစုံကြီးကြတယ်ပေါ့ဗျာ။ရွက်ဖြန်းနေသုံးတဲ့အခါမှာသတိထားဖို့လိုပါတယ်။ခြားသီးနှံနေမှာသုံးဖို့ထုတ်ထားတဲ့ရွက်ဖြန်းနေမှာဆိုရင်ဒီကွန်းနဲ့မတည့်တဲ့ဓာတ်တွေပါတာရှိတယ်။ဒါတော့ကွန်းမှာတော့အားစေးရွေးချယ်တဲ့နေရာမှာ အဆုံအောင်ဒါကတော့ဖြန်းကြတယ်ကိုတင့်ရကိုတေတာမှာကိုကောင်းရကိုသမားအရှင်ချင်းပြန်ညွှန်းကြတယ်ကိုွန်ချန်ရေးပေးတဲ့နေရာမှာဒါရေးအရန်မဝက်ဖို့လိုတယ်ဒါတီးနဲ့တော်တော်များများရေးမကြိုက်ဘူးရေးနဲ့ပတ်သက်ပြီးဂယူဆိုင်ပါဒီမိုးများတဲ့အခါမှာလည်းအရန်ဂယူဆိုင်ရတယ်ဒီအစာကျွေးတာနဲ့ရေပေးတာနဲ့ဒါလေးတွေကဂယူဆိုင်ရမှာဒါကတော့ကွန်သမားတွေကျွမ်းကျင်ကြပါပြီ။ကွန်ချန်ပြုစုတဲ့နေရာမှာတော့ အဓိကတော့တန်ရှင်းရေးဖြစ်ပါတယ်။ကောင်းချမ်းတန်ရှင်းရမယ်ရေမဝဲရဘူးဒါတွေကသိပြီးသားဖြစ်ပါလိမ့်မယ်နော်။အဲ့ကြတော့အစာကျွေးတဲ့နေရာမှာအဓိကအရေးကြီးတာတစ်ချက်ကိုကဒီကိုရကွန်စီနဲ့ကိုရထွက်မဲ့နှုံးထားနဲ့လုံသမားကဒါပြန်ချိန်ပြီးတော့လုတ်ပါပေါ့နော်။အဲ့တော့အစာကျွေးတာနဲ့ပတ်သက်ပြီးအစာရည်နဲ့ပတ်သက်ပြီးတော့ရွက်ဖြန်းနေနဲ့ပတ်သက်ပြီးမေးလို့ရပါတယ်ကွန်မန့်မှာ မေးပါလိုအပ်တဲ့အကူအညီချင်းလည်းပြောပါဒါကွန်သမားတွေကျွန်တော်တို့ဒေတာမှာကိုကျွန်တော်မိတ်ဆွေတွေဆိုကွန်ကိုသိနေရှိစိုက်ထားတယ်လည်းရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့ကွန်နဲ့ပတ်သက်ပြီးတော့ဒီလောက်ပါပဲအဲနောက်များကြုံကြိုက်တဲ့အခါထပ်ပြီးတော့တင်ပြဆွေးနွေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ